စစ်တပ်ဘက်ကနေပြီးတော့ဝါရဖြန့်ချီတဲ့ policy set ကထွက်လာပြီးနောက်ပိုင်းမှာပြည်သူလူထုဟာတညီတညွတ်တယ် white coat လောက်ကြတယ် white coat အောင်မြင်တယ်ပေါ့ရှင်။မြောက်မြန်မာပြည်သူလူထုကိုပြောတာမဟုတ်ပါဘူးเนาะကျွန်မတို့တော်လန်ရေးကိုတော်လန်ရေးဘက်မှာအားပေးထောက်ခံနေတဲ့ပြည်သူလူထုတွေပြောတာပါ။အဲ့တော့ဒီပြည်သူတွေရဲ့အတန်ကတော်တော်လေးကျဲသွားတယ်။ကျဲသွားတာဖြစ်တဲ့အတွက်အဲ့ဒီ policy set ကမှရှိနေတဲ့ဟိုတရုတ်ဆောင်တွေရုပ်ရှင်မင်းသမီးတွေအားလုံးတော်တော်လေး ထိခိုက်သွားတဲ့နာမည်တွေထိခိုက်သွားတယ်ဒီသူတို့ထိခိုက်သွားတဲ့နာမည်ကတကယ်ကိုတမိုင်းတွင်မှာပါတမိုင်းတွင်သွားမှာပါဒီစကားကြီးကလည်းပြန်ဖြတ်လို့မှမရဘူးเนาะအဲ့တော့နောက်တစ်ချိန်မှာတော်လိုင်းနိုင်သည်ဖြစ်စီမနိုင်သည်ဖြစ်စီဒီစကားထဲမှာတရုတ်ဆောင်ခဲ့တဲ့လူတွေကတော့တေကြပေါက်နာမည်သိသွားပါအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတချို့လူပညာရှင်တွေကတော်တော်ရှောင်ကြပါတယ်เนาะဘာလို့လဲဆိုတော့ပြည်သူနဲ့စစ်တပ်ကြားဒီမိုကရေစီနဲ့အာဏာရှင်ကြားမှာ ဒီလူတွေကကြားညံ့နေရတော့အမှန်ပါပဲ။ဒါပေမဲ့အမှုပညာရှင်တွေကိုကျမတို့ပြောချင်တာကစစ်တပ်ရဲ့ဖိအားကိုခံနေရတာအမှုပညာရှင်တွေမှမဟုတ်ပါဘူး။မြန်မာပြည်တွင်းထဲမှာရှိနေတဲ့ခလေးကခွေးကအစစစ်တပ်ရဲ့ဖိအားနဲ့ရက်တည်ရှင်းတဲ့နေကြရတာဖြစ်ပါတယ်။အဲ့ဒီကြားထဲမှာပြည်သူလူထုဟာဆင်းရဲဒုက္ခခံပြီးတော့ဒီကောင်းနေဘူး။နော်။လူရမသွင်းဖို့ရှင်။လူရမသွင်းဖို့ဒါပေမဲ့မကြောက်ကြဘူးလားဆိုတော့ကြောက်နေရတဲ့အနေထားမှာခိုင်းတာလုတ်လုတ်နေရတဲ့အနေထားမျိုးဖြစ်တယ်။ခိုင်းတာလုတ်ဆိုတာဟာလာစစ် စစ်မှုထမ်းမပအောင်ပတ်စံတွေပေးရတာတောင်းတလောက်ပေးနေရတာကိုယ့်မိသားစုဒုက္ခလာမပေးအောင်အမျိုးမျိုးအောက်ကျနောက်ကျခံပြီးတော့မပြုံးချင်လဲပြုံးပြနေရတဲ့အလုပ်မျိုးကိုပြည်သူလူထုကလုပ်နေရတာဖြစ်ပါတယ်အဲ့ဒီထဲမှာနှုတ်ပညာရှင်တွေလည်းပါပါတယ်ဒါပေမဲ့ကျွန်မပြောချင်တာကအနုပညာရှင်တွေကစင်ပိန်ရင်ကျွဲလောက်ကြံပါလေနော်ပြည်သူလူထုဆိုတာတကယ့်ကူမှာစီးပွားရေးတွေပါထိခိုက်ပြီးတော့လမ်းပန်းဆက်သွယ်ရေးအလုံးဒုက္ခရောက်နေတဲ့အချိန်မှာပြည်သူလူထုဟာရှိလာလေးနဲ့စားပြီးတော့နော်ဒီတော်လန်ရေးဘက်ကို အားပေးထောက်ခံနေကြတိတ်တိတ်လေးအစံတိတ်တိတ်လေးအားပေးထောက်ခံနေကြတဲ့လူတွေအများကြီးပါပဲကျွန်တော်ပိုသိရပါတယ်တော်လန်ရင်သမားတွေဖြစ်တဲ့အတွက်မြန်မာပြည်တွင်းကနေပြီးတော့လူကျင်တဲ့စံအိတ်ဆိုလဲစံအိတ်ကျွန်မလူခံနေရတလောက်စံဆယ်အိတ်အစီအစဉ်လေးရှိတယ်အဲ့ဒီမှာမြန်မာတွေကပြည်တွင်းတွေကလူတွေတော်တော်များများဆက်သွယ်လာတာရှိတယ်เนาะကျွန်မတို့ကမြန်မာပြည်တွင်းထဲမှာဆိုလို့ရှိရင်အလှူမခံပါဘူးပထမတစ်ချက်ကကျွန်တော်တို့ဘန်ကောက်တွေပေးလို့မရတဲ့အချက်ပါနောက်တစ်ချက်ကကြတော့ကျွန်တော်တို့ပြည်သူလူထုမြန်မာပြည်တွင်းနဲ့ပြည်သူလူထုတွေကိုနားလဲကိုကျင်းစာလို့ပါเนาะ ကျွန်တော်တို့ဒီနိုင်ငံသားကလူတွေကအလုတ်လုတ်ရင်းနဲ့ကိုယ့်ရဲ့လုတ်အားကတွေနဲ့ပါဝင်နေတာကဟလာတလောက်ကို2000 3000ဆိုလဲတိတ်ပြီးတော့မထိကြိုက်ဘူးမဟုတ်ပဲဖို့ပဲရှိတယ်။ဒါပေမဲ့ပြည်တွင်းထဲမှာကအဆက်အသွယ်ရအင်မတန်ခက်ခဲနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့တစ်ချက်လဲပါဝင်နေပေါ့ပြည်တွင်းထဲကနေပြီးတော့ကျွန်တော်တို့ငွေလက်မခံပါဘူး။နော်အဲ့တော့ပြောချင်တာကပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုဟာဒီတော်လိုင်းရေးမှာပါကျင်ကြတယ် ဟိုကြောက်ကြတာပေါ့အဓိကကြောက်တရားရိုက်သွင်းထားရုံတွေမကပဲနဲ့တကယ်လုတ်ကြတာပေါ့သူတို့ကတကယ်ဟိုမှစီးမဲ့ဝါမဲ့တကယ်ဟိုမှလူအခွင့်အရေးဆိုတာဘာမှသူတို့ခေါင်းထဲမှာလူခွင့်အရေးဆိုတဲ့စကားမရှိဘူးနော်အမျိုးမျိုးချိုးပေါက်ပြီးတော့လုံနေအမျိုးမျိုးတက်ဖြတ်နော်နှင်းပန်းနှိမ့်ဆက်ဟာလားဥပဒေဆိုတာဘာမှကိုအတုံးအတုံးမဝင်တော့တာသူတို့ပါဇက်ထဲမှာသူတို့အရေးယူခြင်းနဲ့လူအရေးယူမယ်အရေးယူခြင်းနဲ့ပုံမှန်တက်ချင်တယ်လို့တက်မယ်ဒီလိုမျိုးနဲ့လုံနေတာဖြစ်တဲ့အတွက်ပြည်သူလူထုဟာဒီသားထဲမှာအဆင်ပြေအောင်နေနေရပါမယ် ဒီအာနာရှင်စနစ်နဲ့ဒီလူတွေကိုလုံးဝမကြိုက်တော့တာဟုတ်လားသွားတို့ပြည်သူလူလူကဒီတော်လန်ရေးကိုအသက်တွေရှင်ပြီးတော့မှနော်တော်လန်ကြရတယ်ဆိုတာကဒီအာနာရှင်စနစ်ကြီးတစ်ခုလုံးကိုပြုတ်သွားစေချင်တာအဲ့ဒီစနစ်ကြီးတစ်ခုလုံးမှာရှိနေပါဝင်လေပတ်နေတဲ့လူတွေအားလုံးပြုတ်သွားဖို့လို့မပြုတ်သွားရင်တော့မှအမိကုတ်သွားဖို့လို့တော်လန်ရေးဆိုတာကျမတို့နိုင်ချင်လဲနိုင်တယ်နော်အခုကျွန်တော်တို့တိုင်းပြည်ထဲမှာအမျိုးမျိုးကွဲပြားနေကြတဲ့ဟာတွေလည်းရှိတယ်။တကယ်တမ်းတော့လွယ်လွယ်လေးပဲကျွန်တော်တို့ပြည်သူလူထုအားလုံးကြီးရင် ဒုက္ခတွေအလုံးအတူတူခံစားရင်ဒုက္ခဆိုတာတကယ်ဒုက္ခကိုပြောတာနော်ငြိမ်ကုတ်ပေးနေရတဲ့အနေအထားကတော့ဒုက္ခတော့ဒုက္ခပဲဒါပေမဲ့တကယ်တော်လန်ရေးဒုက္ခတော့မဟုတ်သေးတော်လန်ရေးဒုက္ခဆိုတာစိတ်ပေးရှောင်နေတိုင်ဟိုအဲလုံမြောက်နေမိတယ်မှာဘလို့နေထိုင်နေရတယ်ဘလို့နေစားတောက်နေရတယ်ဒီလိုမျိုးဒုက္ခတွေပေါ့နောက်ပြီးတော့ဒီသူလူထုနော်ဒီလူငယ်တွေအသက်ပေးပြီးတော့လက်နက်ကန်ရတယ်တိုက်ပွဲဝင်ကြတယ်ဒုက္ခတွေခြိပြက်လက်ပြက်အဲ့ဒီလိုမျိုးတွေဒုက္ခခံပြီးတော့မှဒီအာနာရှင်တွေကိုတွန်းကန်နေတဲ့ဒုက္ခမျိုးကို ပြည်သူလူထုကရဲရဲခန့်ပြီးတော့မှအန်တုပြီးတော့မှဒီထဲကနေအကောင်းဆုံးရက်နေရှင်တယ်ပြီးနေမယ်ဆိုတဲ့စိတ်နဲ့သွားမယ်ဆိုလို့ရှင်ကျမတို့ဒီဒေါ်လာရေးကနိုင်မှာပဲဖြစ်တယ်။နိုင်မယ်ကျမတို့ပြည်သူလူထုဆိုတာကလည်းအမျိုးမျိုးဟာကိုတယောက်တည်းဒုက္ခရောက်တာမဟုတ်ဘူး။ကိုမိသားစုအတွက်လည်းငဲ့နေရတာဖြစ်တဲ့အတွက်ပြည်တွင်းထဲကပြည်မကြီးထဲမှာရှိနေတဲ့လူတွေကိုနားလည်ပေးနိုင်တယ်။ဒါပေမဲ့အဲ့ဒီအမှုပညာရှင်ဆိုတဲ့လူတွေကစင်ပရင်ကျွဲလောက်ကြံသေးတာဖြစ်တဲ့အတွက်ဒီကောင်တွေရဲ့လက်ထဲမှာဆက်ပြီးတော့ဒီအမှုပညာရှင်တွေအလုပ်ကို လုပ်မယ်ဆိုလို့ရှိရင်တော့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူးဟုတ်လားတနက်ချိန်နားတာပဲနှုတ်ပညာရှိတွေကိုနော်အဲ့တော့ဒီနှုတ်ပညာရှိတွေကိုစစ်တပ်ကလည်းအသုံးပြုတယ်ဟုတ်လားတတ်တခိုင်ဆိုတဲ့အမျိုးသမီးကလည်းသူ့ရဲ့ပါတီမှာနှုတ်ပညာရှိတွေကိုစွဲထည့်ထားဆိုတော့မြန်မာပြည်ရဲ့အမှုပညာလောကကြီးကလုံးဝကိုစကားပေါက်ယိုစီးဖိတ်ပြီးတော့မှပြတ်သက်ဆုပ်ပြတ်သက်နေတဲ့အနေအထားမျိုးကြီးဖြစ်ပါတယ်။အဲ့တော့ဒီအမှုပညာလောကကြီးကိုရှင်တို့ဝါသနာကြောက်ပါဆိုတဲ့တစ်ခုတည်းသော စင်ကျင်နဲ့ဖုံးလို့မရတော့ နော်ကျင်းတို့ဘလို့ပဲဝါသနာကြောက်ပဲလို့လို့ဟိုဘလို့ပဲစားဝတ်နေရအတွက်ပဲလို့လို့ဒီအမှုပညာရှင်အမှုပညာဆိုတဲ့အရာနဲ့ပြည်သူလူထုရှိကပဲရှင်တို့အဝေးထောက်ခံမှုကိုယူရတာဖြစ်တဲ့အတွက်ရှင်တို့ရဲ့အမှုပညာတွေကသွေးစွန်းနေတယ်ဆိုလို့ရှင်တော့ဒါပြည်သူကကျိုးစိုးလက်ခံမှာမဟုတ်ဘူးနော်အဲ့တော့ဒီသားထဲမှာလည်းမြန်မာပြည်လွှင့်ထဲမှာပွဲတွေမျိုးစုံလုပ်နေကြတယ်ဒါစစ်ကောင်စီကကနေပြီးတမင်ကိုဖန်တီးလုပ်ပေးထားတဲ့ပွဲတွေဆိုတာလည်းတည်တာတယ်ဒီပွဲတွေမှာ ပါဝင်ခဲ့တဲ့ပါဝင်နေတဲ့အမှုပညာရှင်တွေအားလုံးဒီလေဒီတော်လန်ရဲ့ကာလအလွန်မှာအားလုံးကစည်ရင်မှခံရမယ်အမှုပညာရှင်တွေပဲဖြစ်ပါတယ်အဲအကြောင်းမို့လို့ဒီဖြစ်အားတွေဓာတ်ရရနေဘလို့ရှောင်ထွက်ရမလဲဒီအမှုပညာလောကကြီးကိုကိုကိုယ်တိုင်ကဟာလာတကယ်ကမှအစ်င့်တန်းမြင့်တဲ့အမှုပညာရှင်လောကကြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်တို့ကိုယ်တိုင်ပဲရွေးချယ်ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီကောင်တွေရဲ့လက်ထဲမှာရှင်တို့ဟိုဟိုမနေမနေတာလို့เนาะမငင်းနိုင်လို့ဆိုတော့ ဟိုအကြောင်းပြချက်နဲ့ရှင်တို့ဆက်ပြီးတော့ရှင်းတန်းနေမယ်ဆိုလို့ရှိရင်တော့ရှင်တို့ရဲ့နာမည်တွေကလည်းဟိုမြောင်းပုတ်ထဲမှာပဲရှိပါတယ်လို့ပြောချင်ပါအဲ့တော့ဒီကြောင့်မျိုးမေးတင်ထားတဲ့လူပညာရှင်တွေကိုဆက်သွယ်လို့မရတဲ့လူပညာရှင်တွေရှိတယ်တကယ်လို့ဆက်သွယ်လို့ဟိုမရဘူးဆိုလို့ရှိရင်တော့ထောင်နှန်းဆန်ရမယ်ဆိုတဲ့ပုံစံမျိုးဖန်ခိုင်းနေတာဖြစ်ပါတယ်စစ်တပ်ကိုဖန်ခိုင်းနေတာပါသူဖန်ခိုင်းတဲ့အထင်းမှာဖွေးဖွေးပါတယ်အဓိကသူအဲ့နှစ်ယောက်ပေါ့သူပြောထားတာဖွေးဖွေးပါတယ်အလင်းရောင်ပါတယ်ကျန်တဲ့အမှုပညာရှင်ဘလာဘလာတွေစာနဲ့ရေးထားတာလည်းရှိပါသေးတယ်เนาะအဲ့တော့ စစ်တပ်ခိုင်းတာလို့စစ်တပ်ခိုင်းတာမလုပ်လို့ကတော့နင်တို့ထောင်ဒဏ်ဆန်ရမယ်ဆိုပြီးတော့ပြောနေပြီးတော့မှတစ်ဖက်မှာစောက်ရှက်မှရှိဒီမိုကရေစီအတွက်အလုပ်လုပ်တယ်တိုင်းပြည်အတွက်အလုပ်လုပ်တယ်ဒီရွေးကောက်ပွဲကတိုင်းပြည်အတွက်အဖြေဖြစ်ပါတယ်ဆိုပြီးစောက်ရှက်မှရှိပြောနေတယ်ဆိုပါဇက်တယ်နော်အဲ့တော့ဒီရွေးကောက်ပွဲကတိုင်းပြည်အတွက်တကယ်အဖြေဖြစ်လားမဖြစ်လားဆိုတာရှင်တို့အသိဆုံးပါပဲတကယ်ဒီမိုကရေစီဟုတ်မဟုတ်ဆိုတာရှင်တို့အသိဆုံးပါပဲဘယ်မှာလဲရှင်တို့ရဲ့ဒီမိုကရေစီဟမ်ဟုတ်လားအလုပ်ပညာရှင်တွေကိုခေါ်ပြီးတော့မှရှင်တို့ဖိအားပေးပြီးတော့မင်းတို့ဓာတ်တွေမလုပ်ရင်တော့ထောင်ထဲထည့်ရမယ်ထောင်ထဲကိုဝင်ရမယ်ဆိုတော့ ပုံစံမျိုးနဲ့လုပ်နေတဲ့ဟာကိုရှင်တို့ဘက်ဆက်ကစောက်ရှမ်းဖြစ်ဒီမိုကရေစီစီဆိုပြီးတော့ပြောသေးတယ်ဟမ်ရှင်တို့တွေရဲ့တမိုင်းရှင်တို့တွေရဲ့ရာဇဝင်တွေဒီမှာနေအဆုံးသက်ပြီလို့ပြောခြင်းတယ်နောက်တစ်ခုကရှင်တို့ပြည်တွင်းထဲမှာနေနေရရှင်တို့ကိုရှင်တို့လုံခြုံအောင်ခတ်ထားပါရှင်တို့နေရာကိုရှင်တို့လုံခြုံအောင်ခတ်ထားပါ နော်ရှင်တို့ကိုယ်တိုင်လေစစ်ကောင်စီရဲ့ဒုက္ခပေးခြင်းအမျိုးမျိုးကိုခံနေရတယ်ရှင်တို့ကိုယ်တိုင်လေစစ်ကောင်စီကိုဘောအမျိုးမျိုးမနေပြီမဲ့ဘောမနေပြီမဲ့ရှင်တို့ကိုဟာလာစစ်ကောင်စီကကာကွယ်တာလည်းမဟုတ်ဘူး လူရည်လူတို့လိုအတုံးပြူပြီးရှင်တို့ကိုဆွဲစည်းခံနေရတာရှင်တို့ကိုယ်တိုင်လည်းနောက်ကြောကဓာတ်တွေကိုကြောက်နေရတာနောက်ကြောကတနတ်တွေကိုကြောက်နေရတာဖြစ်တယ်နော်အဲ့ဒီလိုပါဇက်တွေကနေပြီးတော့ထုတ်ထုတ်ပြီးတော့ဒီမိုကရေစီဆိုပြီးပြောနေတာမတန်မရတွေပြောနေတာဖြစ်တယ်အဲ့တော့ရှင်တို့ရဲ့ဟုတ်လားရှင်တို့ပြည်တွင်းထဲမှာနေနေတာကိုဝတ်လုံပေါ့ရှင်နော်ကိုယ့်ရဲ့ဝတ်ကျင်းကိုကိုတူးထားကြပါလို့ပြောခြင်းတယ်ပြည်သူလူထုအနေနဲ့ဟုတ်လားစစ်ကောင်စီရဲ့ဖိအားကြောင့် ငြိမ်ပြီးတော့နေနေကြရတယ်တချို့ကိစ္စတွေမှာမသိချင်အောင်စောင့်နေကြရတယ်ဆိုပေမဲ့ဒါတွေကိုကျမတို့တော်လှန်ရေးဘက်ကပြည်သူတွေကနားလည်ပေးနိုင်တယ်ဒါပေမဲ့စစ်ကောင်စီဘက်မှာဘောမပြီးတော့မှပြည်သူကိုတတ်ဖို့အတွက်ဒီအာဏာရှင်နဲ့ဆက်ပြီးအာဏာရှင်စနစ်နဲ့ဆက်ပြီးဖိနှိပ်နိုင်ဖို့အတွက်လုပ်နေတာကိုအားပေးအမြောက်ထောက်ခံပေးနေတဲ့လူတွေရဲ့ရာဇဝင်ကတော့စည်ရင်ရှိ